ောမှာဆိုတာပုံမှန်ကားပဲလीเนาะပုံမှန်ကားကိုမှကျွန်တော်ကဘယ်လိုလုပ်ထားလဲဆိုရင်အကုန်လုံးဘောเนาะအသေးစိတ်ကနေအစဘောเนาะခုံနေပါတယ်ဆိုလို့ရှိရင်အခုကျန်းကင်းဆိုရင်လည်းပက်ကီးခင်းထားရယ်ပြီးပြီဆိုရင်ဒီလိုအခန်းကိုမှလုံးဝမိတ်ကက်အခန်းနဲ့တူအောင်လို့ကျွန်တော်နယံဒီပိုင်းမှာအဲ့ဘောเนาะမျက်နှာချက်လေးဒီမှာဆိုရင်လည်းအမွေးပွားလေးတွေကက်ထားရယ်အထူးသဖြင့်ကတော့တတော်များဒီဘောเนาะကောင်တာကျွန်တော်ဒီကားထဲမှာတင်မဲ့ကောင်တာထားထားရယ်ဘောเนาะပြီးပြီဆိုရင်ဒီထဲမှာဘောเนาะ ဝင်လာပြီဆိုတာနဲ့ရေတောက်လို့ရမယ်ပြီးပြီဆိုရင်အဲဘောနောအပူအေးရမယ်ပြီးလို့ရှိရင်ဒီမီးတွေပါရေးဆိုရင်လည်းစိတ်ပူစရာမလိုပါဝါစတေရှင်ပါတယ်ပြီးပြီဆိုလို့ရှိရင်လိမ့်နေတဲ့ချိန်လဲချွေးထွက်မှရေးပါရေးမပူရဘူးဘောနောအေကွန်းကားကနေပြီးတော့အေကွန်းဖွင့်ပေးထားတယ်ပေါ့ဟုတ် မှာကျတော့ဘောနော်တော်ဘယ်လိုပြောမလဲအနည်းဆုံးတော့3 500လောက်တော့လိမ့်လို့ရရပါလို့ဆိုတော့ဒီမှာအဲခန်းလုတ်ထားတယ်ပြီပြီဆိုရင်ဒီဘက်မှာကျတော့ make up ခန်းလုတ်ထားတယ်အဲလိမ့်ပြီဆိုရင်တော့တို့သမီးလိမ့်လို့ရမယ်ပြီပြီဆိုရင်တို့သားလိမ့်လို့ရမယ်ပေါ့နော်အဲနောက်ထပ်လိမ့်မဲ့သူတွေဆိုရင်တော့ဒီဘက်မှာအဲခန်းမှာပေါ့ခဏထိုင်နေလို့ရပါတယ်ကျွန်တော်ကတော့အဲ့လိုလေးစီစဉ်ထားရပေါ့ဟုတ် သမီးတို့ပေါ့နော်တွေးထားတာတော့9နှစ်6နှစ်လောက်ရှိပြီပေါ့နော်ဒီအခုလို့လှုပ်ဖြစ်သွားတဲ့ဟာလေးကကျတော့လေဒီ idea ကမမေ့ရဲ့ idea ပါမမေ့ရဲ့ idea ရောပြီးတော့သမီးရဲ့ ဖေရယ်ပေါ့နော်၃ရောက်အဲ့လိုမျိုးပေါ့ပေါင်းထားရဲပေါင်းဆက်ထားရဲအဲ့လိုမျိုးပေါ့ mobile maker studio ဆိုရဲဟာလေးကိုတမလို့ဘယ်မှာမှလဲပေါ့နော်ဒီလိုမျိုးဟာကိုမတွေ့ဘူးပေါ့နော်မတွေ့ဘူးဆိုတော့အထူးသဖြင့်ဒီကားကိုဘာလို့လှုပ်ဖြစ်သွားရလဲဆိုတော့ပေါ့နော်တော်တော်များများအဲ့လိုမျိုးအိမ်ခေါ်လိမ့်နာတို့ဘာလို့ဆိုလို့ရှိရင်မီးစင်မပြေတာတို့အဲ့လိုပြောပြီးဆိုရင်လိမ့်နေချိန်အဲကူမပါတာတို့ပြီးလို့ရှိရင်ပေါ့နော်အဲ့လိုဘလို့လဲနည်းနည်းအာရုံနောက်ရတာတွေအများကြီးပေါ့နော်အိမ်သွားလိမ့်နေချိန်မှာအဲ့ဒါကြောင့်မို့တမလို့ကဒီကားလေးလှုပ်ဖြစ်တာဖြစ်ပါတယ် ဒီကားလေးကကျတော့ဘောနော်ဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒီကားလေးကအဲ့လိုမျိုးလိမ့်နေတဲ့ချိန်ဆိုလို့ရှိရင်လေကိုသွားကျင်တဲ့နေရာပေါ့ကိုသွားကျင်တဲ့နေရာကိုသွားသွားလို့ရတယ်သွားနေတဲ့ချိန်မှာကားထဲမှာလိမ့်နေကိုလိမ့်လိမ့်လဲလိမ့်လို့ရတယ်ပြီးတော့မိတ်ကက်လဲပေါ့ဘယ်လိုလဲဘယ်လိုပြောရမလဲလိမ့်ရင်းနဲ့သွားတာဆိုတော့ခီးလဲရောက်တယ်ပြီးတော့ကိုလှုပ်ရတဲ့အလုပ်တွေလည်းပြီးတယ်ပေါ့ပြောမှဆိုတာပုံမှန်ကားပဲလीနော်ပုံမှန်ကားကိုမှသူတို့ကဘယ်လိုလှုပ်ထားလဲဆိုရင်အကုန်လုံးပေါ့နော်အသေးစိတ်ကနေအစပေါ့ ခုံနေပါတယ်ဆိုလို့ရှိရင်အခုကြမ်းကင်းဆိုရင်လည်းပက်ကီခင်းထားရဲပြီးပြီးဆိုရင်ဒီလိုအခန်းအောင်မှာလုံးဝမိတ်ကက်အခန်းနဲ့တူအောင်လို့သူတို့နယံဒီပိုင်းမှာအဲ့ပေါ့နော်မျက်နှာချက်လေးဒီမှာဆိုရင်လည်းအမွေးဘွားလေးကက်ထားရဲအထူးသဖြင့်ကတော့တော်တော်များဒီပေါ့နော် ကောင်တာသူတို့ဒီကားထဲမှာတင်မဲ့ကောင်တာထားထားရဲပေါ့နော်ပြီးပြီးဆိုရင်ဒီထဲမှာပေါ့နော်ဝင်လာပြီဆိုတာနဲ့ရေတောက်လို့ရမယ်ပြီးပြီးဆိုရင်အဲပေါ့နော်အပူအေးရမယ်ပြီးလို့ရှိရင်ဒီ မီးတွေပါရေဆိုရင်လည်းစိတ်ပူစရာမလို power station ပါတယ်ပြပီဆိုလို့ရှိရင်လိမ့်နေတဲ့ချိန်လဲချွေးထွက်มาရေပါရေမပူရဘူးပေါ့เนาะ air con ကနေပြီးတော့ air con ဖွင့်ပေးထားတယ်ပေါ့ဟာဒီလို mobile studio ကကြတော့ပေါ့เนาะတခြားနိုင်ငံတွေမှာတော့အဲတော်တော်များများဆိုတာတက်တော့နည်းနည်းပါးပါးတော့ရှိရပါတော့နည်းနည်းပါးပါးဆိုတာတူမြန်နိုင်ငံမှာကကြတော့ဒီလိုမျိုးကားနဲ့မဟုတ်ဘူးသူတို့ကကြတော့ဘယ်လိုပြောလဲကွန်တိန် နာပေါ့စ်ပုံစံမျိုးကားလေးနဲ့လောက်ကြရတယ်။တမမတို့ကကြတော့ဗောနော်တမီးကနည်းနည်းလေးဆန်းလိုက်တာကြတော့ဒီကားနဲ့ဗောနော်လှုပ်ဖြစ်သွားတာဗောနော်။ဘာလို့လဲဆိုတော့ဒီအခုရဲ့တမီးလိုချင်တဲ့အဲဘယ်လိုလဲခန်းစားချက်ကကြတော့လိန်နေရင်းနဲ့သွားရတယ်ဆိုရခန်းစားချက်ကိုလိုချင်တာဖြစ်တဲ့အတွက်အဲ့လိုမျိုး brain box လေးပါလေးဖြန့်ထားတယ်။အဲ့လိုလိန်နေရင်းနဲ့သွားတာဆိုလို့ရှိရင်လည်းဘယ်လိုခန်းစားချက်ကအယမ်းမိုက်တယ်ဗောနော်။တမမတို့လိန်နဲ့အဲလူတွေဆိုရင်တော့မသိဘူးတမီးကတော့ဒီဟာလေးကိုတော်တော်လေးကြိုက်တယ်။ ဒီမှာကျတော့ဗောနော်တော်ဘယ်လိုပြောမလဲအနည်းဆုံးတော့3 4 500လောက်တော့လိမ့်လို့ရရပါလို့ဆိုတော့ဒီမှာအဲ့ခန်းလောက်ထားတယ်ပြီပြီဆိုရင်ဒီဘက်မှာကျတော့မိတ်ကက်ခန်းလောက်ထားတယ်အဲလိမ့်ပြီဆိုရင်တော့သူတို့သမီးလိမ့်လို့ရမယ်ပြီပြီဆိုရင်သူတို့သားလိမ့်လို့ရမယ်ပေါ့နော်အဲနောက်ထပ်လိမ့်မဲ့သူတွေဆိုရင်တော့ဒီဘက်မှာ အဲ့ကဲမှာပေါ့ခဏထိုင်နေလို့ရပါတယ်ကျွန်တော်ကတော့အဲ့လိုလေးစီစဉ်ထားရပေါ့ဟုတ်တယ်ပြောလို့ရပါတယ်ဒီမြန်မာနိုင်ငံမှာဒါမျိုးလဲတမိတစ်ခါမှမတွေ့ဘူးသေးပါဘူးပြီးတော့ဒါပြောရမယ်ဆိုတော့ဒါ the first in မြန်မာပေါ့နော်တမရိုးရဲ့ဒါ idea လေးကတော့ဒီမျိုးလေးလောက်ထားရဲပောက်မယ်လို့လဲချင်ပါတယ်ဟာကွာချားချက်ရှိလားဆိုရင်ကြတော့တမရိုးခုပေါ့နော်အိနီပိုင်လိုက်လေးရဲ့ဆိုရင်လဲစီဘူးဒါဘူးပေါ့နော်နောက်ထပ်ထက်ယူတာမျိုးရှိပါတယ် ထပ်ပြီးတော့အခုအဲ့လိုမျိုးဒီကားလှုပ်လိုက်လို့ထပ်ပို့သွားရဲဆိုတာလည်းမရှိပါဘူးဒါသွားစရိတ်လာစရိတ်ပြီးပြီဆိုရင်အဲ့လိုမျိုးစီဘိုးလောက်ပဲသွားရလို့ဆိုရဲဟာလေးပဲယူလိုက်တာပေါ့နော်အရန်ကြီးညားပြီးတော့ပို့ယူထားတာမရှိပါဘူးဟုတ်အဲတမမတို့ဒီကားလှုပ်လိုက်တဲ့အကြောင်းရင်းအကြတော့ပေါ့နော်တမမတို့အတွက်ကလည်းပို့ပြီးဆင်ပြေတယ်ပြီးတော့ customer တွေအတွက်လည်းပို့ပြီးဆင်ပြေတယ်ဘာလို့လဲဆိုတော့ဒီလိုနယ်တွေပါတွေသွားပြီဆိုလို့ရှိရင်အာမီးမရတဲ့အဲဘောနော်နယ်တွေရှိတယ်ပြီးပြီဆိုလို့ရှိရင်ဘယ်လိုလဲ အဲကွန်းလို့ဘာလို့မရတဲ့လိုမျိုးနယ်ရှိရပါတော့အဲ့လိုဆိုရင်တမတို့ကဒီကားနဲ့သွားမယ်ဆိုရင်ပုံပြီးဆင်ပြတာကြတော့သူတို့ပွဲသွားရမယ်ဆိုရင်မိတ်ကက်လိမ့်မယ်ပြီးပြီဆိုလို့ရှိရင်ဒီပေါ့နော်သူတို့သွားရမယ်ခမ်းမအထီကိုတမတို့ကဒီကားနဲ့လိုက်ပို့ပေးမှာပေါ့နော်ဟုတ်ဒီဟာကကြတော့ပေါ့နော်တမတို့ဒီလိုမျိုးအာမီးတွေပါတုံးမှုအတွက်ကကြတော့တို့ power station လောက်ထားပါတယ်။ power station နဲ့တုံးမှာပေါ့နော်။အဲ့ဒီမီးတွေပါ power station စင်တာကကြတော့ တမတို့အဖေကိုယ်တိုင်စင်တာပေါ့နော်ဒီကားရဲ့တော်တော်များများတော့တမတို့ကိုယ်တိုင်လောက်တာများတယ်ပေါ့နော်အဲစတီကာကက်တာတွေတို့ဘာလို့အဲ့လိုမျိုးပေါ့နော်ကိုယ်တိုင်လောက်တာများပါတယ်တော်တော်အရန်ကြီးကြီးမားမားပေါ့နော်အဲ့လိုမန်အဲမန်တင်ကုန်လောက်တာကြီးပါပြီဆိုရင်တော့သူမြဲအဲ့လိုမျိုးပြောတာခေါ်ရတယ်ပေါ့နော်ဒီလိုမျိုးအဲပို့ပို့ပါလေးနဲ့ကွက်ကိုလုံနိုင်လောက်လုံနိုင်တဲ့လောက်လုံရမယ့်ဟာလေးကြီးဆိုရင်လေကွက်ကိုလုံလိုက်တာပေါ့နော် တမူကတော့တော်တော်များများစိတ်ကူးစစံလေးနဲ့လှုပ်ရတာပိုကြိုက်တယ်ပေါ့နော်အဲကြတော့ကွက်ကိုလှုပ်ဖြစ်တာများတယ်တော်တော်များများတော့ဟုတ်